One News ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာစီးပွားရေးအခြေအနေအရရအရအနေငယ်လူးလွန်ပြီးတော့လှုပ်ရှားလာတာလေးတွေတွေ့ပါတယ်အဲတော့လာမယ့်ကာလကလည်းပွင့်လင်းရသည်ရောက်လာပြီဆိုတော့စီးပွားရေးအနေထားလေးတွေလုပ်ငန်းလေးတွေဒီတဲ့ပို့ပြီးတော့ခွင်လန်းလေးတွေတိုးတက်ပြီးတော့လှုပ်ရှားပြောင်းလဲမြင့်တက်လာဖို့ရှိတယ်လို့ခန့်မှန်းပါတယ်ခင်ဗျာ ဲ့တော့ကျွန်တော်တို့ကလက်ရှိစီးပွားရေးလောကမှာထဲထဲဝင်လောက်ကိုင်းနေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးများ ਨੇ တွေ့ဆုံပြီးတော့မြန်မာနိုင်ငံစီးပွားရေးရှင်နေလက်ရှိသက်ဆိုင်ရာလုပ်ငန်းတွေရဲ့အခြေအနေဒါလေးတွေကို တွေ့ဆုံမြန်မြန်ပြီးတော့တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။အခုကျွန်တော်တို့စီရဲကိုဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့ကျွန်တော်တို့မြမမော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းရဲ့ဒုဥက္ကဋ္ဌ ဒုရယဩဂရာဦးမင်းမင်းမောင်ဖြစ်ပါတယ်ခင်ဗျာဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ဟုတ်ကဲ့ကျွန်တော်အရင်ဆုံးပေါ့နော်ကျွန်တော်အကြမ်းပြင်းလေးပေါ့ခြုံငုံပြီးတော့ဆရာဒီကားထုတ်ရေးပြန်ပြီးရောင်းချရေးအသင်းမှာဒုဂရာဆိုတော့ပြည်ရင်းကားစည်းကွက်အခြေအနေလေးကိုခြုံငုံပြီးတော့အရင်ဆုံးသုံးသပ်ပေးပါလားဆရာလက်ရှိကားစည်းကွက်အခြေအနေပေါ့နော်လက်ရှိကားလောကမှာဖြစ်နေတဲ့အခြေအနေက ကားဟောင်းစီကွက်ကေကားဟောင်းစီကွက်မှာမှနှစ်မျိုးပေါ့နော်ဘယ်မောင်းနေညာမောင်းပေါ့နောက်တစ်ခုကအဲ EB ကားအခြေအနေရယ်နောက်တစ်ခုက ICE SKD အခြေအနေပေါ့ကျွန်တော်တို့ဒီအပိုင်းလေးတွေခွဲပြီးပြောပေါ့တော့ဆယ်ကားဟောင်းစီကွက်မှာညာမောင်းရောဘယ်မောင်းရောဂျပန်ကားရောဟိုအစုံပေါ့အစုံကသူ့ဟာနဲ့သူဈေးကွက်ထဲမှာပုံမှန်လေးအယောင်းဝယ်ဖြစ်နေအောင်တွေ့ရပါတယ်ဈေးကလည်းထူးထူးခြားခြားပဲအယောင်းဝယ်ပုံမှန်လေးဖြစ်ပြီးအရန်ကြီး hot မှာဖြစ်တော့မှဈေးကမာနေတာကိုကျွန်တော်တို့တွေ့ရပါတယ်တွေ့ရတယ်ဈေးကအနေထားရာဈေးမာတယ်အယောင်းဝယ်လေးပုံမှန်သွားတဲ့အခြေအနေမှာရှိပါတယ်ဒါကတော့ကောက်ဟောင်းဈေးကပါ EV အခြေအနေကတော့တွင်းလာတဲ့ brand ရေအတွက်ကတော့များပါတယ်ဒီထဲမှာလူလက်လက်ခံနိုင်တဲ့ brand ဈေးကူးနဲ့အထက်တော့ရှိပါတယ်အဲဒီ brand တွေကတော့သူ့အရေအတွက်တိုင်းအကုန်လုံးရောင်းနေရတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲရောင်းလဲရောင်းရပါတယ်ပေါ့နောက်တစ်ခုကတော့ ဟို SKD ပေါ့ SKD လို့ပြောလိုက်ဗမာပြည်ကလူတော်တော်များများက SKD လို့ပြောတယ်တရုတ်ကားကိုပြီးမြင်တယ် SKD ဆိုတာတရုတ်ကားရေလုံးမဟုတ်ပါဘူးကျွန်တော်တို့မှာတခါလေးပြောတာပါ SKD ဆိုတာကကျွန်တော်တိုတာလည်းပါပါတယ် Suzuki လည်းပါပါတယ်ဟွန်တိုင်း Kia ဒီအပြင်ကိုတကယ်တရုတ် brand ပေါင်းစုံရှိပါတယ်မြန်မာနိုင်ငံမှာတက်ဆင်ထုတ်လုပ်တဲ့ဟာတွေကိုပြောတော့ပြောတာပါဆိုတော့အဲ့ကားတွေအကုန်လုံးကထွက်တမြလိုအပ်ချက်လေးရှိနေဈေးကွက်ကလိုအပ်ချက်ပေါ့နော်ဈေးကွက်ကလိုအပ်ချက်ကိုပြည့်မီအောင်မဖြစ်စည်းတဲ့အတွက်ကြောင့်မလို့ ဟိုစိတ်ညုံကတတ်မှတ်စည်းအပေါ်မှာအယောင်ဝက်ဖြစ်နေတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့လောလောဆယ်မှာ ပြောရင်ချုံပြီးပြောရင် ICE garden မှာ use car ဝ brand new ဝလောလောဆယ်မှာအယောင်ဝက်ဖြစ်နေအောင်တွေ့ရပါတယ် EV ကလည်းဈေးကွက်ထဲမှာတချို့ brand တွေမှာအယောင်ဝက်ညားပြီးတော့ဝင်လာတဲ့အကြီးအတွက်နည်းနေပြီးမလုံလောက်တာကြီးကြုံနေရတဲ့အခြေအချို့ရှိပါတယ်ဆိုတော့ EV ရဲ့ ခန့်ကန်တာကိုဖြစ်စုပြီးပြောရရင်တော့ EB ရဲ့လိုအပ်ချက်ကမြန်မာနိုင်ငံမှာနည်းနည်းလေးလိုအပ်ချက်လေးနည်းနည်းလိုအပ်ချက်လေးများလာတာကိုတွေ့ရတယ်အဲလက်ခံပြီးတော့သုံးဆွဲပြီးဝယ်ယူတဲ့လူတွေကလည်းမှန်တိကတာစရင်ဒီနေ့မှာရာခိုင်နှုန်းအဖြစ်တော်တော်လေးမြင့်တက်လာတာကိုတွေ့ရပါတယ်ဆိုတော့ EB ဈေးကအနေငယ်တည်ငြိမ်လာတယ်လို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါကတော့ကျွန်တော်အားလုံးကိုခြုံပြီးပြောတာပါဆိုတော့ SKD IC SKD ကဘာကြောင့်ရောင်းလို့ ဈေးကွက်ထဲမှာလုံလောက်မှုမရှိတာလေလို့အခုမေးအောင်မေးနိုင်ပါလားကျွန်တော်တခါလေးပြောပါမယ်ဆိုတော့ငကုံအရင်တော့ကကျွန်တော်တို့ IC ကားတွေကို CPU လေးပေးသွင်းပါတယ် SKD လေးထုတ်ပါတယ်အဲ့ဒီအချိန်မှာ CPU သွင်းတဲ့အရေးအတွက်ကအခွန်ဆောင်အားဒီတိုင်အောင်လူတွေရဲ့နှိမ့်ချမှုပုံများတဲ့အတွက်ကြောင့်မို့ဈေးကွက်မှာ SKD ကိုဖိထားသလိုသွားဖြစ်ပါတယ်ဆိုတော့လောလောဆယ်မှာ တင်သွင်းခွင့်ရပိတ်လိုက်တဲ့အခါကျတော့ SKD ရဲ့လိုအပ်ချက်ကပိုပြီးတော့မြင့်လာပြီးတော့ SAD ဈေးကွက်ကပိုပြီးမာလာလေလို့ပြောလို့ရပါတယ်။အဲကြောင့်မြန်မာနိုင်ငံမှာလည်းအဲကြီးလက်တော်ရွာတော်တော်များများတော့ loss ရမှာ EB တဲ့ဆိုင် IC ကောက်ပိုပြီးတော့နှိမ့်ချတာတော့များတာ။သုံးဆွဲတဲ့လူကလည်းပိုပြီးအဆင်ပြေတယ်။ infra နဲ့ EB နေနဲ့ပြေဆုံးလုံလောက်မှုမရှိသေးတဲ့အပိုင်းမှာဆိုတဲ့အတွက်ကြောင့်မလို့အဲ IC ကရဲ့လိုအပ်ချက်ကတော့မြန်မာနိုင်ငံဈေးကွက်မှာပိုပြီးတော့မြင့်တက်နေတာဖြစ်ပါတယ်။ ဟုတ်ကဲ့ဆရာအခုဆရာရှင်းပြရတဲ့မှာပါသွားလေတစ်ချက်ပေါ့နော်ဟိုနောက်ပိုင်းမှာထပ်ဆွေးနွေးပါမယ်လောလောဆယ်တော့လေဆရာပြောသလိုဆိုရင်ကားဈေးကွက်ကဝယ်လို့အားတော်တော်ကောင်းနေဆိုတဲ့ဘယ်ပေါ့နော်ဟိုအဲ့တစ်ချက်တော့မှတ်ထားခြင်းလို့ပါဈေးဈေးကွက်မှာဈေးမာတဲ့အတွက်ကြောင့်တော့ဝယ်လို့အားများတယ်လို့အကြမ်းကြီးယူဆရင်တော့မှန်တယ် ဒါပေမဲ့ကျွန်တော်တို့ကဇီးကွက်မှာမာရီလို့ယူဆပြီးတော့ဝယ်လို့အများတယ်ဆိုတော့ကျွန်တော်တို့ကတိုင်းတာမှာနှစ်ပိုင်းထပ်ဖြစ်သွားတယ်။နံပါတ်1ကတကယ်သုံးဆွဲတဲ့လူအန်ယူဇာတကယ်ဝယ်ယူတာလား။အဲနံပါတ်2ကမြန်မာနိုင်ငံမှာစီးပွားရေးအခြေအနေအကြောင်းတရားအမျိုးမျိုးကြောင့်လက်တလုံးမှာအဆင်ပြေနိုင်တဲ့အော်တိုမိုဘိုင်းလောကကိုဝင်ရောက်ရင်းနှီးမြှုပ်နှံနေရဝယ်တာလားဆိုပြီးနှစ်ပိုင်းထပ်စခွင့်စားမှာ။ဆိုတော့တော်တော်များများမှာရန်ကုန်မြို့ရောမန္တလေးမြို့ရောနေပြည်တော်မှာရောဆိုပါတော့မြို့ကြီးတော်တော်များများမှာကားရှုံးလို့နေတော်တော်များများ ပေါများလာတော့တွေ့ရတယ်ဒီလုပ်ငန်းမှာလူငယ်တွေရောလူကြီးတွေရောတခြားစီးပွားရေးနယ်ပယ်ကလူတွေလည်းဝင်ရောက်ရင်းနှီးမြှုပ်နှံတာကိုတွေ့ရတယ်အကုန်လုံးခြံလေးတွေမှာလည်းရှုံလုံးလေးတွေအသီးသီးဖွင့်ပြီးရောင်းလာတာကိုတွေ့ရတယ်ဆိုတော့ဒီအပေါ်မှာရင်းနှီးမြှုပ်နှံတဲ့လူတွေကကားတွေကိုတစ်စီးနှစ်စီးထားတာမဟုတ်ပါဘူးခြံထဲမှာစီး20 30လောက်ကိုမြှုပ်ထားတာခြံပေါင်းများစွာနဲ့ဟိုရှုံလုံးပေါင်းများစွာကိုပေါ်ထွန်းလာတဲ့အတွက်ကြောင့်မလို့ဒီအပေါ်မှာရင်းနှီးမြှုပ်နှံမှုတွေရဲ့ဝေလိုအားလည်းမြင့်လာတာလည်းပါတယ် တကယ်တကယ်အန်ယူဇာရဲ့ဝယ်လိုအားကအရင်နဲ့စာရင်အင်းနေခန္ဓာကတက်ဝယ်လာတဲ့လူဦးရတဲ့အရင်နဲ့စာရင်နည်းနည်းလေးပုံများလာတော့လေကိုကျွန်တော်တွေ့ရပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့အဲ့ဒီအခြေအနေမျိုးကြောင့်အဲ့နှစ်ခုစလုံးပေါင်းဆက်ပြီးတဲ့အတွက်ကြောင့်မလို့ဈေးကွက်ကလိုအပ်ချက်ကပိုပြီးတော့လိုအပ်ချက်များပြီးတော့ဈေးနှုန်းမှားတယ်လို့ယူဆလို့ရပါတယ်တကယ်တကယ်အန်ယူဇာတခုတည်းအားနဲ့ရတော့ဒီလောက်ကြီးရောတက်เสียရတော့ကျွန်တော်တို့ကတော့မမြင်ပါဘူး။ဒါပေမဲ့အကုန်လုံးကဒီပုံမှာရင်းနှီးမြှုပ်နှံမှုအားရရဲ့ နော်အန် user တွေရဝယ်တဲ့အားတွေရဒီအပေါ်မှာကောက်ဝယ်လို့မရတာတွေရကောက်ဝယ်လို့မရဘူးဆိုတဲ့ဈေးကွက်မှာပစ္စည်းအားမရှိလို့ပေါ့ဆိုတော့ဒီလိုမျိုးလိုအပ်ချက်လေးတွေရှိသွားတဲ့အတွက်ကြောင့်မလို့ဟိုကားစီးမှလည်းလူတို့ပြောလို့ရပါတယ်နောက်တစ်ချက်ကဒီနေရာကိုအစားထုတ်ဖြည့်ဆည်းနိုင်မယ်ကားအယူတွေဘေးရောက်နေလဲလို့အခုမေးလိမ့်မယ်နံပါတ်၁ကတင်သွင်းတဲ့အရေအတွက်တင်သွင်းဖို့ပေါ့နော် EV ပဲရှိတယ်အရေအတွက်အားဖြင့်လုံလောက်မှုနည်းသေးတယ်ပေါ့နော်နည်းသေးတယ် အဲနံပါတ်1 IC ကလိုအပ်ချက်ဈေးကွက်ထဲမှာမြင့်တယ် CPU ကလောလောဆယ်တင်သွင်းခွင့်ကျွန်တော်တို့က EV တင်သွင်းခွင့်ရှိတဲ့အတွက်ကြောင့် CPU ကန့်တတ်ထားတယ် CPU ကိုကျွန်တော်တို့ပေးသွင်းတဲ့ခုတ် IC ကမှမရှိပါဘူး SKD SKD ကလည်းထုတ်တဲ့အရေအတွက်နဲ့ဈေးကွက်ထဲဝင်တဲ့အရေအတွက်ကတလားထွက်လိုက်တရားဆိုတော့အော်တိုမိုဘိုင်းလောကကိုရင်းနှီးမြှုပ်နှံတဲ့လူတွေကရောက်တရားမကပါဘူးတယောက်တစ်စီးဝယ်ပြီးဝယ်တာနဲ့အပြင်အယူစားမရှိတဲ့လောက်ဖြစ်သွားပြီဝယ်ခြင်းတဲ့ခါကျတော့တက်ဝယ်ရတယ်ဒီအပေါ်မှာ ဈေးရမာသွားတာတော့ဒါဈေးွက်ကလိုအပ်ချက်ပေါ့ဆိုတော့ဝယ်သူနဲ့ဝယ်အားနဲ့ရောက်အားပေါ့ဆိုတော့အဲ့မမျှတမှုလည်းပါတာပေါ့ဒါမင်းနဲ့ SKD ကအရေးအတွက်များများထုတ်ပြီးတော့ဈေးွက်တဲကိုလှိုင်းလိုင်းထိုးထည့်လိုက်3လလောက်ပဲလှိုင်းလိုင်းထိုးထည့်လိုက်ကားစီးကတည်ငြိမ်သွားပါပါကျွန်တော်ဒါကတော့အကြမ်းမြင့်ပေါ့ဆိုတော့ဘယ်လိုထိုးထည့်ရမလဲဆိုတော့ model နဲ့အမျိုးအစားပေါ်တော့မူတည်တာပေါ့ဟိုလူမကြိုက်တဲ့အမျိုးအစားကြီးကိုလှိုင်းလိုင်းထိုးထည့်တော့လေထိုးထည့်တာပဲရှိတာပေါ့ဘာမှတရားမှုမရှိဘူး လူလည်းလက်ခံပဲဝယ်လိုအားလည်းရှိတဲ့မျိုးစားတွေကိုလူတိုင်းလည်းသုံးနိုင်တဲ့ဈေးနှုန်းတစ်ခုမျိုးအရေအတွက် model မျိုးထိုးထည့်လိုက်ရင်တော့ဈေးကွက်တည်ငြိမ်မှုတစ်ခုတော့ရရှိသွားမှာပေါ့အခုပြောသွားတဲ့အတိုင်းပါပဲဟိုမူဝါဒနည်းနည်းပြောင်းလဲတာပါသွားတယ်เนาะအဲကျွန်တော်တို့လက်ရှိအခုလက်ဆနဲ့ပေါ့ဆယ်ခုနအားတွေကိုပြောရင်လည်းအဲကားအဲတင်သွင်းခွင့်မူဝါဒနဲ့ပတ်သက်ပြီးတော့ဘယ်လိုရှိလဲဆိုတာလည်း ပေးသက်ရင်းလင်းတည်သွားတော့ဒဲဒဲတပါးလဲရှင်းပြပေးပါရစေ။နောက်အပြောင်းလဲပါရှိလဲပေါ့နော်။အဲ့ဘာတင်သွင်းတဲ့ခါမှာဘလို့ခက်ခဲတွေဖြစ်ပေါ်လာလဲပေါ့။အဲအဲ့ဒါလေးပါတွဲပြီးတော့လက်စနဲ့ရှင်းလိုက်ပါလားစေ။မူဝါဒအဖြစ်တော့အပြောင်းလဲတော့မရှိဘူးပေါ့နော်။အပြင်ကလောကအတိုင်းဝိုင်းလူတွေကတော့နားလေကြတယ်ပေါ့။အပြင် ဟိုပြည်သူတယောက်အနေနဲ့ပေါ့နော်ကားဝက်စီမဲ့တယောက်အနေနဲ့တော့နားနဲ့နားလည်ဖို့ခက်တာပေါ့ကျွန်တော်ပြောတာလေးတွေကတော့ဆိုတော့ IC ကားဆိုတာတော်တော်များများကျွန်တော်တို့ဟိုဓာတ်ဆီဒီဇယ်ကားပေါ့ကွာကြာမင်းပြော IC ကားတော်တော်များများကတော့ဟိုကျွန်တော်တို့ EV ကိုအားပေးတဲ့အချိန်အားစပြီးတော့ကျွန်တော်တို့ကဟိုတင်သွင်းခြင်းကိုဟို input တော့ input လောက်တာကိုပိတ်လိုက်တာပေါ့နော်မရှိဘဲနဲ့ကျွန်တော်တို့ဘေးအောင်ပဲခွင့်ပြုလဲဆိုတော့ဟိုဓမ္မတက်စင်ထုတ်လုံးမဲ့ brand မ္မဆက်ယုံနဲ့ပေါ့တက်စင်ထုတ်လုပ်မဲ့ brand တော်တော်များများကိုပဲခွင့်ပြုထားတာပါခွင့်ပြုထားတဲ့အရေးအတွက်ကလည်းအရင်ခွင့်ပြုထားတဲ့အဲဆက်ယုံအရေးအတွက်နီးနီးပါပဲထပ်တိုးလာတာတော့နှစ်နှစ်ခုသုံးခုလောက်ပဲကုမ္ပဏီနှစ်ခုသုံးခုလောက်ပဲ IC ကမှပေါ့ထပ်တိုးလာတော့ပေါ့ဆိုတော့ပြောင်းလဲလာတဲ့မူဝါဒတကယ် EB ပေါ့ EB ကတော့တကယ်တင်သွင်းပြုတယ်ကျွန်တော်2022ကစတယ် pilot project အနေနဲ့23မှ24 25ယနေ့အထိကို pilot project အနေနဲ့သွားပါတယ်နောက်နှစ်ကတော့ pilot project ဖြစ်တက်မှတ်လားမတက်မှတ်လားဆိုတော့ဒါတော့ ဥဆောင်ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတယ်ဆိုတော့ EV ကိုတင်ပြခွင့်ပြုတယ်ကျွန်တော်တို့25နောက်ပိုင်းမှာ EV ကားတွေကိုဓမ္မသက်ဆင်ထုတ်လုပ်ဖို့ဆိုပြီးတော့လမ်းညွှန်မှုတခုလည်းရှိခဲ့ပါတယ်အဲ့ဒီပေါ်ကလည်းဆက်ပြီးတော့ကုမ္ပဏီတွေအနေနဲ့ဆက်ပြီးသွားနေကြပါတယ်ဆိုတော့ EV ကတော့ CPU နဲ့တင်ပြခွင့်ပြုနေကြတော့ဒီအချိန်မှာတော့အခုပြောတိုင်းပြောရရင်တော့လောလောဆယ်မှာအရင်2020-23မှာတော့ပိုရှန်နေသေးတာပေါ့နော်အဲ24မှာတော့တခါစီပြတ်တဲ့ပြဿနာနဲ့ ဟုံးဆိုတော့လိုအပ်ချက်လေးတခုဖြစ်ပေါ်သေးတယ်အဲ့အချိန်မှာလည်း EV ကားတွေဈေးကဟိုအဆမတန်မြင့်မားသွားသေးတယ်အဲပြီးလည်းပြီးရောဈေးကမပြတ်လည်းမပြတ်ကိုဈေးကပြန်ဆင်းသွားတော့အဲ့အချိန်မှာဝယ်တဲ့လူတွေကအလုံးအင်းတဲ့ဟိုနှစ်နာမှုလေးတွေရှိတော့ EV ပေါ်မှာအမျိုးမျိုးဝယ်ဖန်သုံးသပ်မှုလေးရှိတယ် EV ကဝယ်ရင်ဆုံးရှုံးမှုများတယ်ဘာညာအမှန်တော့မဟုတ်ပါဘူးအဲ့အချိန်မှာလူတွေကလည်းကြောက်လန့်လာပြီဆိုရင်တော့ EV ကိုအလူရက်ဝယ်တော့လဲဈေးကွက်ထဲမှာမရှိရှိတကဝယ်တော့လဲဈေးက တက်သွားတော့ဗောတက်သွားတဲ့ခါမှာဘလောက်ထိလင်းပြင်းမရှိတက်သွားတဲ့ခါကျတော့လေဝယ်တဲ့လူနေနဲ့အဲ့အချိန်မှာဝယ်မိတဲ့လူတွေဆုံရှုံတော့ဗောကျွန်တော်တို့ဒါတော့ဆိုတော့အခုအချိန်မှာတော့ EB ကထိုက်တင်တဲ့လောက်လည်းဝင်လာတယ်ဈေးနှုန်းလည်းတည်ငြိမ်မှုရှိလာတယ်ဝယ်တဲ့လူတွေနဲ့လည်းအဲတော်တော်လေးသုံးဆွဲရတာလည်းဟို used to လည်းဖြစ်လာတဲ့ခါကျတော့တော်တော်များများကတော့ရတာလည်းအဆင်ပြေလာကြတော့ပို့ပြီးတော့ဈေးကွက်ထဲမှာပို့ပြီးတော့လက်ခံလာကြတယ်အဲ့အချိန်မှာတော့ EB ရဲ့အဲတွင်တွင်နာကနည်းနည်းလိုအပ်ချက်တွေရှိတာပေါ့ ဒါအလဲကျွန်တော်တို့နောက်နှစ်မှာတော့ SKD plan နဲ့သွားမယ်ဆိုပြီးမူဝါဒနိုင်ငံတော်ကချမှတ်တဲ့တိုင်နဲ့အဲ့ဒီတိုင်ပဲတချို့ကုမ္ပဏီတွေတော်တော်များများကနေပြီးတော့ SKD ကိုစိတ်ယုံဟိုရှောက်ပြီးတော့အခု ထုတ်လုပ်ဖို့ကို စီမံနေကြတာပေါ့ဒါကတော့မော်တော်ကားအာမော်တော်ယင်အင်းတင်းတင်းတက်ဆင်ထုတ်လုပ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်လောလောဆယ်မှာဖြစ်ပေါ်နေတဲ့အပိုင်းပါပဲကျန်တာကတော့ဟို ICE SKD ကတော့ဆွမ်းတော့အခုပြောတဲ့အတိုင်းပါပေါ့တက်ဆိုင်ရာ မော်ဒယ် brand အနေနဲ့ပဲထပ်ပြီးတော့မော်ဒယ်အစ်စ်တွေထုတ်တယ်ဒီ brand ကတော့ဒီ brand နေပါမယ်တက်စင်ထုတ်လို့တယ်မော်ဒယ်အစ်စ်တွေ brand အစ်စ်တမျိုးနှမျိုးတွေထပ်ပြီးတော့ဝင်လာတယ်အဲ့ဒီပုံမှာလည်းလူတွေလက်ခံမှုရှိလာတော့တွေ့ရတယ်ဒီနေ့အထဲမှာမူဝါဒနဲ့မဆိုင်တာပြောရရင်တော့ IC ကတတော်များများမှာတရုတ် brand ကိုလက်ခံလာတော့တွေ့ရတယ်တွေ့ရတယ်ဆိုတာကလည်းဂျပန်ကားတွေကလည်းတတော်များများ2001နှစ် ကားစီးတွေကလည်း1200ကုတုကားဆိုလည်း1200ဖြစ်သွားတယ်ဒါတော့2000မော်တယ်ပဲရှိသေးတယ်2001ပဲရှိသွားတော့နှစ်ပတ်အနည်းပဲရှိသေးတယ်ပေါ့နော်ကျွန်တော်ဒါဆိုလိုတာပေါ့1200 1300ဖြစ်တဲ့အခါမှာအတစ်စီးရင်တော့1400 1500ရတဲ့အဲမပြင်းအောင်ပေါ့နော်နှစ်နှစ်လောက်မပြင်းရတဲ့တရုတ်အမျိုးအစား brand တွေကိုတော်တော်များများလက်ခံဝယ်ယူလာတာတွေ့ရပါတယ်အဲကြောင့်အဲ့ဒါကြောင့်မလို့လေ SKD ရဲ့အဲတက်စင်ထုတ်လုပ်တဲ့ကားတွေကမလုံလောက်မှုဈေးဝယ်ထဲမှာလည်းကြုံနေရတဲ့အပိုင်းလေးတွေဖြစ်ပါတယ်ဆိုတော့ဒီမူဝါဒကတော့ တိတ်ပြီးတော့ထူးထူးခြားခြားတော့ပြောင်းလဲမှုမရှိပါဘူးပြောင်းလဲတာကတော့2020ကနေပြောင်းပြီးတော့ EBO တင်သွင်းပြုတာတခုပဲအဲထူးခြားလဲပြောင်းလဲမှုတခုပါပဲနောက်ပြီးတော့2025နောက်ပိုင်းမှာ EBO SKD နဲ့အဲတက်ဆင်ဖို့ကိုနေနိုင်ငံတော်ကနေပြီးတော့လမ်းညွှန်မှုပေးထားလိုက်သူရှိပါတယ်အဲဒီပေါ်မှာလည်းဘေးမော်ဒယ်တွေကအဲဘေးဘေးဘရန်တွေကဘေးမော်ဒယ်တွေထုတ်မလဲဆိုတော့နည်းနည်းစောင့်ကြည့်အမပိုင်းလေးတွေတော့ရှိတာပေါ့အဲ့တော့ဒါပြောရမှာ EV 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 နဲ့ဆိုတော့လေ EV ကတင်သွင်းတဲ့အခြေအနေလေးလေးတစ်ချက်ဆက်ဆက်ပြီးတော့ရှင်းပြပေးပါဆရာဥမာတနေ့ကိုဘယ်လောက်ခွင့်ပြုလဲလက်ရှိဘယ်လောက်ရောက်နေပြီလဲနောက်ပြီးတော့အခုကလည်းကျွန်တော်တို့ hybrid ခေါ်မလားကျွန်တော်တို့ BNEV ဘာအဘေးကြီးပြီလားသူသွင်းခွင့်ပေးမယ်လို့လဲဘာညာအတန်နေကြားနေရတယ်အဲ့တော့ဘာတွေဖြစ်လာနိုင်လဲအဲ့ကျွန်တော်တို့ဟိုကျွန်တော်တို့ကတော့တေချာထဲထဲဝင်မသိတော့လေဇာအဲ့လေးတစ်ချက်ရှင်းပြပေးပါဦး EV ကားလေးကိုကျွန်တော်တို့ကဥဆောင်ကုမ္ပဏီကနေပြီးတော့အတုပ်အတုပ်လိုက်ခွင့်ပြုထားတာပေါ့နော်။ဟိုတတိယအတုပ်လောက်အထိကိုကျွန်တော်ထင်နေ80ကုမ္ပဏီ80လောက်ကိုအစုံပေါ့ EV ကားတွေရော EV သုံးဘိန်းတွေရော EV ဆိုင်ကယ်တွေရောပေါ့နော်ကုမ္ပဏီ80လောက်ကိုခွင့်ပြုပြီးတာပေါ့။အခုဒီနောက်ဆုံးကုမ္ပဏီ25ခုလောက်ထပ်ကြမယ်ထင်တယ်။ဒါခွင့်ပြုလိုက်တယ်လို့တော့ကြားတာပေါ့နော်။အလားမှာလည်းအငားရင်အငားရင်နဲ့ပတ်သက်တဲ့ဟာတွေခွင့်ပြုလာတာဒီပေါ့နော် EV ကိုဆိုတော့ အနာဒီနဲ့ပါလိုက်တော့တရားဝင်ခြင်းလောက်ရှိမှာပေါ့ဆိုတော့ EB ရဲ့တင်သွင်းတဲ့ကုမ္ပဏီရနေပြီးတော့တက်ဆိုင်ရာကုမ္ပဏီရနေတက်ဆိုင်ရာပေါ့ဟိုတရုတ်နိုင်ငံမှာရှိတဲ့ဆက်ယုံကနေပြီးတရားဝင်ဒီရတဲ့လက်မှတ်ယူပြီးတော့မှတင်သွင်းဝင်ရတယ်ပေါ့နော်တရားကို after this service ပါတခါတဲ့နိုင်ငံတော်ကနေပြီးတင်သွင်းတဲ့ကုမ္ပဏီတွေကိုတာဝန်ယူပြီးတော့ဓမ္မသုံးဆွဲတဲ့လူတွေအစဉ်ပြေချုံးဖို့အစီအမံဆောင်ရွက်ထားတာပေါ့ဆိုတော့တင်သွင်းတဲ့ အရေးအတွက်ကတော့ကျွန်တော်တို့ကခွင့်ပြုတဲ့ဥဆောင်ကုမ္ပဏီကခွင့်ပြုတဲ့အရေးအတွက်အတွင်းမှာအာကျွန်တော်တို့ကတင်သွင်းရတာပေါ့အမျိုးအစားနဲ့ပတ်သက်ပြီးတင်သွင်းတဲ့အခါမှာအာကျွန်တော်တို့ကနိုင်ငံခြားမွေကြီးကြပ်ရေးကုမ္ပဏီတို့ဖြစ်ရတာပေါ့သူတို့ရဲ့ခွင့်ပြုတဲ့အရေးအတွက်ဘယ်လောက်ဘယ်လောက်မှဆိုကျွန်တော်တို့တင်သွင်းရတာပေါ့ဒါတော့ဟို EB ရဲ့တင်သွင်းတဲ့အရေးအတွက်ပေါ့အဲ့ဒီပုံမှာအာပါလာတဲ့ကုမ္ပဏီတပတ်ကိုဘယ်နဲ့စီးထုတ်မလဲတလောက်ဘယ်နဲ့စီးထုတ်မလဲနေဒါတော့အပတ်စဉ်တိုင်းမှာအာကျွန်တော်တို့ဟိုလိုင်စင်ရတဲ့ကုမ္ပဏီတွေနဲ့တင်သွင်း အင်းဖြန့်ဖြူးချောင်းချရကြပေါ့နော်ဒီအပေါ်မှာဟိုတွားကြတာပေါ့အဲနောက်တစ်ခုကအခုပြောတဲ့ BHCB ကဏ္ဍပေါ့နော် BHCB ကတော့ဟိုတော်တော်ဟို social ပေါ်မှာပေါ့ Facebook မှာတော်တော်များများ BHCB သူတို့ခွင့်ပြုတော့မယ်ဘာညာအမျိုးမျိုးပေါ့နော်ဒါကတော့ဟိုသတင်းတွေကတော့ထွက်လာကြတာပေါ့နော် BHCB က BHCB ရခန်းကဏ္ဍကရိုင်းကျပြတ်ပါတယ်ဆိုတော့ BHCB ကခွင့်ပြုနိုင်သလားဆိုတော့နိုင်ငံတော်ကနေ BHCB ကိုလောလောဆယ် ခွင့်မပြုနိုင်သေးဘူးလို့တော့ကျွန်တော်ယူဆတာပေါ့နော်ဆိုတော့ BHB ခွင့်ပြုလိုက်မယ်ဆိုရင်အရှိမလောက်ထားတဲ့ EV ရဲ့အခန်းကဏ္ဍကလည်းအလုံးမေ့မေ့ပြီးတော့ပျောက်ပြတ်သွားမယ်။ဆိုတော့ယင်းဤမြုံနံထားတဲ့ဟာဒီ infra လောက်ထားတဲ့ဟာဒီလည်းအလုံးပျက်စီးသွားနိုင်တယ်။နောက်ပြီးတော့ EV EV နဲ့ BHB ဆိုရင်အားနည်းချက်အတာချက်ကဘာကောင်းတလဲဆိုရင် BHB ကြတော့စီပါသွားတာပေါ့နော်။စီပါသွားတဲ့အတွက်ကြောင့်မလို့ဟို highway လမ်းမှာပေါ့ပေါ့နော်။သွားတဲ့အခါမှာအမြန်လမ်းမှာအသုံးပြုတဲ့အခါတော့ပို့ပြီးတော့ဟိုအဆင်ပြေတာပေါ့။ဒါပေမဲ့အဲ့လောက်ကို EV နဲ့ဘယ်လိုဖြည့်ဆည်းပေးမလဲဆိုတော့သက်ဆိုင်ရာ အမြန်လမ်းမတွေမှာဘဏ္ဍာမိုင်းတစ်ခု ကိုကုမ္ပဏီကတရာလောက်ရှိတယ်။ဘယ်လို90မိုင်90မိုင်90မှာမဆောင်အောင်ဖန်တီးပေးလိုက်မယ်ဆိုရင်ဒီပြဿနာပြေလည်သွားပြီးတော့ဟိုပြေရှိပြီလဲလာစရာတော့မလိုတော့ပါဘူး။နောက်ပိုင်းလဲနီးပညာအဆင်ပြေလာရင်အသွင်းချင်းရလဲ ပုံမှန်အသွင်းချိန်နဲ့ရောကြသွားမယ်လို့တော့ကျွန်တော်ယူဆတာပေါ့လေအဲ့ဒါဆိုရင်တော့ဒါကိုဖြည့်ဆည်းပေးဖို့ဟိုအထောက်အကူဖြစ်တာပေါ့ဆိုတော့ PHB ရဲ့လောလောဆယ်အခန်းကဏ္ဍတော့ကျွန်တော်ထင်တယ်နိုင်ငံတော်ကလည်းလုံးမရုံးမတ်ထဲမှာပေါ့သူတို့သွားတဲ့ရုံးမတ်ထဲမှာမတော်ရင်လည်းသွားတဲ့လုံးမတ်ရုံးမတ်ထဲမှာသူတို့က EBO ပဲဒီဇိုင်းမဲ့မှအားဆိုင်ပြီးသွားနေတဲ့အကြောင်းမလောလောဆယ်မှာ PHB ကိုခွင့်ပြုပေးမယ်အလားအလာတော့ဒီနှစ်ဒီနှစ်အပိုင်းခြားအတွင်းမှာတော့ ဖြစ်နိုင်သေးဘူးလို့ကျွန်တော်ယူဆတာပေါ့နော်ဆိုတော့အလားကျွန်တော် PA ရှိပြီးရခဏလည်းဒါတော့ဈေးကွက်ထဲမှာတော့တည်ရောက်မှုတော့မရှိပါဘူးဆိုတော့ကျွန်တော်အကုန်မေးတယ်မေးခွန်းထဲမှာပဲ EB ရတင်သွင်းတာတော့ကျွန်တော်ကျွန်တော်ဖြေထားတဲ့အတိုင်းပါပဲ PA ရှိပြီးရခဏခဏလည်းအဲလောလောဆယ်မှာတော့လာမယ်လောလောဆယ်နှစ်ပိုင်းခြားဒီမှာလာမယ်လို့မရှိသေးဘူးလာဖို့မရှိသေးဘူးလို့ပဲကျွန်တော်ယူဆတာပေါ့ဟုတ်ကဲ့ပါအဲခုနဆရာရှင်းပြသွားတယ်ထဲမှာပဲကျွန်တော် SK ဒီကထုတ်လို့မှုပေါ့နော် အဲ့ SK ကထုတ်လုပ်မှုခြေနေလေးလေအခုလိုမျိုးပဲရှင်းပြပေးပါဆရာသူတို့ခုနပြောသလိုဈေးကွက်လိုအပ်ချက်တွေရှိရပါညာဆိုတော့သူထုတ်လုပ်မှုဟိုမြင့်တင်နိုင်မယ့်ခြေနေရောရှိလားဘယ်လိုတွေလုပ်ဖို့လိုသလဲအဲ့လေးလေးရှင်းပြပေးပါ SKD ကရေထုတ်လုပ်မှုလိုအပ်ချက်ကတော့ EB မှာလောလောဆယ်တော့လိုအပ်ချက်ကတိတ်များများဆဆမရှိသေးဘူးဘာလို့လဲအရေးအတွက်ရောင်းက IC ကတော့ရောင်းဝယ်မမြင့်သေးဘူးပေါ့နော် ICE ကမှကြတော့လောလောဆယ်မှာ SKD ထုတ်တဲ့ brand ကြီးအားမှာအဲတာမန်လူသုံးဆွဲတဲ့ဥပမာ Suzuki လိုဟာမျိုးဆိုတဲ့ကျွန်တော်ထင်တာကတလောက်120 150ထုတ်တယ်ဆိုတော့တလောက်ဒီနေ့မှ1500ပေါ့နော်ဟိုးအရင်တော့ Suzuki ရထုတ်တဲ့နှုံထားဆိုရင်อืมตะหลอกตะตองวินจิน900เอ่อตะหลอกตะถองวินจินหลอกบ่ติหลอกตะหลอกตะถองวินจินหลอกทุ่มแม่อีด้วยบ่ตะนี่กูตะตองจ่อทุ่มหลอก တက်တောင်းဝင်းကျင်လောက်ထိသူတို့ထုတ်နိုင်တဲ့အဲ capacity ထုတ်နိုင်တဲ့သူမှ infra ရှိတာပေါ့ဆိုတော့ဒါတွေသူတို့လည်းလောလောဆယ်မှာသူတို့မထုတ်ပေးနိုင်မထုတ်ပေးနိုင်တဲ့ဟာလေသူတို့မှထုတ်လို့မှုစွမ်းအင်မရှိလို့တော့မဟုတ်ဘူးစုပ်လို့တဲ့အရေးအတွက်ကြောင့်ပါလားဆိုတာတော့ကျွန်တော်ဒီနဲ့ပြောဖို့နည်းနည်းလေးခက်ပါတယ်ဆိုတော့ဒီအရေးအတွက်ပေါ့နော်ဟိုထုတ်နိုင်တာတော့လောလောဆယ်စိတ်ဟုန်အနေထားနဲ့ပြောလိုက်ရင် Suzuki ကတကယ်ပြေဆုံးလုံလောက်တဲ့ infra ရှိနေတာပေါ့ငကိုလည်းထုတ်ထုတ်နိုင်တဲ့အခြေအတွက်ရှိခဲ့တဲ့ကုမ္ပဏီဖြစ်နေဆိုတော့ဒါကို UDP ကျွန်တော်ပြောလိုက်တဲ့သဘောပါပဲနောက်တစ်ခုက Toyota တပည့်ကဲဆိုလည်းအခုသက်ဆင်ထုတ်လုပ်နေရပဲ Ford ဆိုတာလည်းဒါသက်ဆင်ထုတ်လုပ်နေရပဲ Honda Kia ဒါတွေကပြောရရင်နာမည်ကြီး brand တွေမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကစုံဆွဲတဲ့လူတွေလက်ခံနေတဲ့ brand ကြီးတွေဖြစ်နေအောင်ဆိုတော့ဒါတွေကတော့ပြောရရင် Suzuki ဆိုတဲ့သူ့ရဲ့ ဆက်ယုံထုတ်ဈေးက1100ကျော်ပဲရှိတော့အပြင်မှာပေါင်နေ1800 1900ဒါကိုဖြည့်ဆည်းဖို့ဘုရားဆိုတော့ကျွန်တော်ပြောတဲ့အရေးအတွက်ပဲလိုအပ်တာဆိုတော့မြန်မြန်ထုတ်နိုင်တော့ရေးတဲ့တခုကကြာဆင်းသွားမှာပေါ့မထုတ်နိုင်တော့ဒီတိုင်းပဲသွားမှာပဲဆိုတော့နောက်တစ်ခုကကားမှလည်းသုံးဆွဲတဲ့နေရာမှာဟိုကလူတန်းစားအလှော်လိုက်ကိုကားအမျိုးစားပေါင်းစုံရှိတော့ဆိုတော့ SKD ထုတ်တဲ့နေရာမှာလည်းအဓိကကတထောင်ဝင်းကြီးကို 900နဲ့1200ကြပါဘောเนาะ1200 1300 1500ဆိုပါတော့ပါ900နဲ့1500ကြောက်ဘေးဘရန်ကထုတ်ပေးมาလေနောက်ပြီးတော့2000ဝင်းကျင်နဲ့2500ကြာမှာဘေးဘရန်ထုတ်ပေးနိုင်มาလေ3000နဲ့4000ကြာမှာဘေးဘရန်ထုတ်ပေးနိုင်มาလေ5000ဝင်းကျင်ဆိုဒါကခွဲတယ်ဆိုတာအလွှာခွဲလာတဲ့စာရင်ကျွန်တော်ပြောတာကားရဲ့ accessory brand ဖြစ်တာနဲ့မဖြစ်တာနဲ့ပေါ့ဆိုတော့ accessory စီးကျင်တဲ့လူဒန်းစားတရက်ကဥပမာ တူတာစီးကျင်တယ်ဆိုတာတူတာမှာတပည့်ကပ်ပဲထုတ်တယ်ဆိုတော့နောက်တစ်ခုကအခုလောလောဆယ်မှာလူတွေလက်ခံနေကြတဲ့ sport တွေ sport တွေကသူ့မှာပြန်ပြဲမရှိမရှိတော့ဈေးကမြင့်ဆိုတာဒီ electric ရောက် sport တွေကိုများများထုတ်ပေးနိုင်ပြီရော ပြည်သူလက်ထဲကိုဈေးလေးတင့်အောင် ရောင်းပေးနိုင်မယ်ဆိုရင်ကျန်တဲ့ကားတွေ use ကားတော့ဈေးတက်လို့ရမှာမဟုတ်ဘာကြောင့်သူ့ကိုလက်ခံတာအောင်ပေါ့ဆိုတော့ဒီအပြင်မှာရှိတဲ့၄000တန်ကားတွေက ဈေးတက်လို့ရမှာမဟုတ်တော့ဘာဖြစ်လဲ sport data 3000 3000 3000လောက်နဲ့ရောင်းမိကြည့်ဒီ4000က CRV 2019နေပါရီကဟိုလက်ဆက်2000 NA 200နေပါရီကအတိတ်ကိုပဲစီးတော့မှာဒီအဟောင်းလာစီးမှာမဟုတ်တော့ဆိုတော့ဒီကမလုံလောက်တော့စက်ရုံတော့ဒါကျွန်တော်ဥပမာပြောပြတာပါစက်ရုံ sport data ကဒါ high ဖြစ်3800 4000 4000နေဖြစ်နိုင်ငံကဈေးနဲ့ကွာရင်ကွာဟနေလို့ပြောကြတယ်နိုင်ငံကကြည့်လိုက်3000ဝန်းကျင်4000ဝန်းကျင်ရှိတဲ့ကာဒီစီကတမအများကြီးမြင့်တယ်ဆိုတော့ SKD လည်းထုတ်တယ်ဘာကြောင့်မြင်လဲဆိုတော့အပိုင်းလေးတွေမိကုန်ထုတ်เสียဖြစ်လာဒီလိုပဲသူမြင်တယ်လားနဲ့များတော့ကောင်းဟုတ်နေလေလိုက်မြင်တတ်လာတာပေါ့ဒါကတော့ကျွန်တော်ဥပမာပြောတော့4လည်းဒီတိုင်းပဲသူထုတ်နေတဲ့တပည့်ကတပည့်ကရှိတယ် Everest ဝယ်ခွင့်ရှိတယ်သူဒါအခုငါးတောင်ဝင်းကြီးရောက်နေတယ်သူသူသူ SK ထုတ်တဲ့ငါးတောင်အကြီးအတွက်ရောက်နေသူဒါအကြီးအတွက်မြများပြအကြီးအတွက်များများလေးထုတ်နိုင်နေထုတ်နိုင်နေဆိုရင်သူဒီလောက်ကိုယူစီရမလို့သူ short ရောက်လာမယ်အကြီးအတွက်များနေတာဟုတ်ကွာဆိုတော့ပုံနေတယ်ဆိုသူ short ပေးရမှာပဲလေကွာ သူကအရင်အတွက် short ပေးလိုက်ရင်ဒီ9000ဝန်းကျင်မှာသူနဲ့အလားတူဖြစ်တဲ့အဲတခြားသုံးဆွဲမဲ့ကားအဟောင်းတွေပေါ့ဥပမာ Fortuner အဟောင်းလို့ Everest အဟောင်းတွေအော်တိုကျလာမှာအဲ့လာကျလိုက်ပါကြမလဲဆိုတော့ငကိုရှိတယ် Prado Self 2006ခွန်2008ကိုးတွေအကုန်ဆင်းလာမှာဆိုတော့ဒီခုနဲ့သူကလင့်ဖြစ်အဲ့လာကြောင့်မလို့ကျွန်တော်ပြောတော့ SKD မှာလည်းသူ့ကဏ္ဍအလိုက်ကိုအကြီးအတွက်ကပေါ့နော်လူကြိုက်တဲ့အကြီးလိုက်ကိုများများထုတ်ပေးနိုင်ဈေးကွက်မှာတက်ရောက်မှုရှိတယ်ဆိုတော့ကျွန်တော်ဆိုလိုချင်တာ Suzuki လူတိုင်းသားမရွေးကြိုက်တယ် နယ်လဲကြိုက်တယ်တော်လဲကြိုက်တယ်အရေးအတွက်ဈေးလဲပေါ်တယ် Suzuki Artiga တစီးကိုအခု1800 1900 2000ဝန်းကျင်ကျွန်တော်စဉ်းစားလို့လည်းမရဒီဈေးကိုဖြစ်နေဆိုတော့ဗမာပြည်ရဲ့လူတွေကကားအစ်စ်ကိုငတ်တာကားအစ်စ်ကအစားထိုးဖြစ်နေတဲ့အရေးအတွက်ကနည်းနေတဲ့ခါကျတော့ဒါကိုဖြစ် Artiga အစ်စ်တစီးကို1800 2000ပြီးတော့ Artiga အဟောင်းဘယ်လိုလုပ်ဈေးကြမလဲ Artiga အဟောင်းမကြရင်သူနဲ့အတူတူ link ဖြစ်နေတဲ့အဲဟိုတူတန်ကတော့အဟောင်း ် advancer လို့เนาะရှက်တယ်လို့ဆိုထိုဆိုပါတော့ article type 2 3တွေဘယ်လိုဈေးကြမကြောက်ဆိုတော့ဈေးကွက်မှာဒါအတန်တရားလေးနေအဲအကြောင်းမလို့ပမာနိုင်ငံမှာမြန်မာနိုင်ငံမှာ SKD ခန့်ခန့်တာဘာကြောင့်အရေးပါတလဲဆိုတော့ဈေးကွက်ပေါ်မှာဘယ်လောက်တက်ရောက်မှုရှိတယ်ဆိုတော့ SKD ICE ကားစီးခြင်း SKD တက်စင်ထုတ်လုပ်တဲ့စိတ်ယုံကထွက်တဲ့ကားအမျိုးအစားပဲရှိလို့ရမှာအစ်စ်ဆိုရင်ဆိုတော့အဲ့လားအကြောင်းမလို့ SKD ICE ကရဲ့အသက်ကြာ SKD ဆက်ယူကထုတ်တဲ့ကားအမျိုးအစားလူလက်ခံတဲ့အမျိုးအစားကောင်းတဲ့အမျိုးအစားရဲ့ထုတ်လုပ်မှုအရေးအတွက်ပေါ်မှာ ਨੇ သူတို့တတ်မှတ်တဲ့ဈေးပေါ်မှာပဲအများကြီးမူတည်တာသူတို့တတ်မှတ်တဲ့ဈေးရလေအရေးအတွက်များလိုက်ရှော့ပေးရမှာအရေးအတွက်နည်းနေတော့သူတို့တတ်မှတ်တဲ့ဈေးရ high ဖြစ်နေဆိုတော့အဲ့ဒီခုပေါ်မှာအလုံးကဟိုရှင်းတွဲနေတာပေါ့ဒီလောက်တစ်ခုနဲ့တစ်ခုကဟိုချိတ်ဆက်နေချိတ်ဆက်နေတဲ့ကြောင့်ဈေးကွက်တည်ရောက်မှုက အခုစောစောပြောသလိုပေါ့ SKD ကဏ္ဍဘယ်လောက်တက်ရောက်လဲဆိုတာ IC ကဏ္ဍ EB ရဲ့ကဏ္ဍကတော့ EB ရဲ့ကဏ္ဍနိုင်ငံတော်ကနေပြီး EB ကို SKD လမ်းကြောင်းပြောင်းကျင်းနေဆိုရင်တော့ CPU တင်သွင်းတာကိုတဖြည်းဖြည်းညွန်နေလောက်လောက်အောင် CPU ညွန်နေလာတဲ့အခါကျတော့ဟို SKD ကိုတက်စင်ထုတ်လို့တဲ့ဟာကိုလူတွေကအရေးအတွက်များများလိုချင်တဲ့အတွက်ကြောင့်စက်ယုံနေစောက်ပြီးတက်စင်ထုတ်လို့မဲ့ပိုင်းလေးတွေဖြစ်လာတော့ဒါကတော့ဟို EB နဲ့ပတ်သက်တော့ပြောရမှာတော့လောလောဆယ်မှာနေနေသေးတာပေါ့။ဘာလို့ဆို EB ရဲ့အခန်းကဏ္ဍက ICE အခန့်ခဲနဲ့လောက်ခြေပြန့်မှုအားနည်းနေတဲ့ပိုင်းတွေရှိနေတော့ဟုတ်ဆက်ကျွန်တော်တို့ကညီသမနာကြီးပေါ့နော်ဝေယုမှုကြီးကတန်ကျဲမှသူစီးပွားရေးလုပ်ငန်းရှင်နဲ့တွေ့ပြောခဲ့တာရှိတယ်။ဒီ SKD ထုတ်လုပ်မှုတွေကိုလည်းအခုတည်းပို့ပြီးတော့ထုတ်လုပ်နိုင်အောင်ပေါ့ဆောင်းသွားမယ်ဆိုပြီးတော့ပြောတယ်။အဲ့တော့ခုနကဟာနဲ့ပြန်ချိတ်မယ်ဆိုရင် ไอ้ลาแม่ก้าซี้กั่วก็บ่รู้ผิดตัวไหนเลยตนน้องดูอ่ะอคงค่าเลยช่อไปเหมือนบาญาเลยสรุปเอ้อนี่แหละตะเฉ็ดต้องตัดไปบ่